မယူးယူးမုံကမိထားပါတယ်။ဆရာရှင်အမျိုးသမီးတယောက်နမာစဖတ်တဲ့အချိန်ဒဇိန်ယောက်ျားလေးတွေ့တာတို့မြင်နေရတာတို့ဆိုနမာစပိုင်ပါသလား။အလုတ်ထဲမှာဖတ်ရတော့တီးတန့်နေရမဟုတ်လို့ပါ။ بسم الله الرحمن الرحيم အမျိုးသမီးတရားကိုနမတ်ဖတ်တာဒဇိန်တရားတွေ့သွားတယ်ဆိုရင်နမတ်ပိုင်သလားဆိုပြီးမေးဖို့တရားကတော့ချွင်းချက်နေနဲ့အလုတ်ထဲမှာဆိုပြီးတော့မေးဖို့မှမေးတာ ကဲအိမ်မှာရှိတယ်ဆိုရင် တော့အမျိုးသမီးဟာအဒီစတော်ရအရင်အရှိတဲ့ကိုအရင်အတွင်းအရင်အတွင်းမှာလည်းအရင်တော့စသဖြင့်ပို့ပြီးတော့လုံခြုံတဲ့နေရာမှာနမဖတ်ခြင်းဟာပို့ပြီးတော့မြတ်တယ်တရားကတော့ရှိပြီတာဖြစ်တစိမ့်တရားမတွေ့အောင်ရှောင်ရှားတရားကတခါတခါကြာရင်ကျွန်တော်တို့ခရီးသွားတာအခါရှိတယ်နောက်မောင်းရင်လည်းအလုပ်ထဲမှာတကယ်လို့အိမ်ပြန်ရောက်ဖို့တော့နမကစွာဖြစ်သွားမယ်အဲ့ဒီအခြေအနေတွေမှာဆိုရင်တော့ ဟလာလလုံးချုံချုံနဲ့ဘလောက်တတ်နိုင်တယ်လဲအဲ့ဒါတော့အကာအကွယ်ယူပြီးတော့နမတ်ဖားလိုက်ရမယ်နမတ်ဆိုကစွာမလောက်အောင်အကယ်၍အမျိုးသားတယောက်တယောက်ကကိုတတ်နိုင်တဲ့လောက်လလုံးချုံဖတ်တော့လဲတွေးခဲ့တယ်ဆိုရင်လဲဒါဘာမှပြဿနာမရှိဘူးနမတ်မှာထိခိုက်မှုမရှိနမတ်ပိုင်တော့